意思。好嘞哈，哎你好，你看你来说错呢。你们家母来娃啦？啊，夫妻都帮我弟啊。你讲，你那里有什么米啦？好点意思。你们家偏爱来等你弟啦。ငါအခုကောင်းနေပြီပဲဘာမှဖြစ်ပါသမီးအဆင်ပြေလားသမီးရဲ့ ပြေးပါတယ်ဥပ္ပေညတော်ကကြီးဆိုင်ပြီလို့လည်းကျေးဇူးတင်ပါတယ်အေးမင်းသားဖြစ်နေရတယ်ငါ့ကိုနည်းနည်းပါးလေးတော့ပြောပြအောင်လေဟာမြန်နေကွာမျက်နှာလေးပါလေးတက်ပြီးအောင်စင်းခဲ့ဦးလေဟာနော်ငါမစားတော့ပါဘူးသွားစရာရှိသေးတယ်အခုတော့ပြောင်းအောင်လို့လေနေစိတ်ဝင်စားမယ့်ကိစ္စလည်းမဟုတ်ပါဘူး

မီးဥကိုပြောမှုရမလားဥနဲ့စုံတိုင်းမှာရင်းကြီးရဲ့ခံစားချက်ရှိနေစပါလေဥဘကလည်းသမီးပေါ်မှာအဲ့လိုခံစားချက်မျိုးရှိတယ်ဆိုတာသမီးသိရမှာတနေ့ဥရောမိသားစုကအချားကိုကောင်းတယ်နော်အများအမြင်မှာတော့အဲ့လိုပဲပေါ့ကွယ်မဟုတ်လို့လား ။အန်တီကိုကြည့်ရလဲဥတို့တို့ချစ်ပုံပါပဲ။ဦးနဲ့အန်တီကငဲချစ်တယ်မလား။ငဲချစ်မဟုတ်ပါဘူး။ဘာပြောပြောဖီဒီဥပေါ်မှာတကယ်ချစ်တယ်ဆိုတော့ဦးသိတယ်။ဒါဆိုဥမငဲချစ်ရှိသေးရပါတော့။ဟွန်း။ तू เนี่ยพูดอ่ะไม่ทรงรู้ไปပြောอ่ะมาล่ะอืม ဲ့လိုပဲပြောရမှာပေါ့သူဆုံးပြီးတော့မှကီတီနဲ့ဦးကလက်ထပ်ခဲ့ကီတီရတဲ့ဥပမာတော့တော်တော်လေးကိုနားလည်မှုရှိပါတယ် sorry no ဦးကပြန်ပြီးတော့တတိယစီမိပြီအချိန်နေလဲကြာခဲ့ပါပြီတမီးရေမိထားနိုင်သူဖို့ကတော့ဟုတ်တာပါ သမီးသမီးဘာပြောနေတာလဲဟုတ်ဒီလိုပါတချို့အဖြစ်ပြက်တွေကြတော့မမင်းနိုင်သူအဖိုးကအများနဲ့သတိရနေတတ်တယ်လေအဲ့ဒါကိုတွေးလိုက်မိလို့ပါတနေ့ဦးချစ်သူကဘယ်လိုဖြစ်ပြီးတော့ဆုံးသွားလဲဒီလိုပါပဲ နေထိုင်မကောင်းဖြစ်ပြီးဆုံးသွားကြတာအဲ့ဒီချိန်ကတော့ယောမာစီကန်တို့စီယုံတို့လည်းမရှိဘူးလေတမီးဟ ဖွဲ့တယ်။တမီးကစိမ့်လဲဆိုတဲ့အမျိုးသမီးဝင်စားရဲဆိုတာသိပြီ။တမီးတမီးကိုယ်တိုင်သိပြီးလက်ခံလို့လာပြောတာဆိုတော့ပူကောင်းတာပေါ့တမီးရဲ့။ဟုတ်။အေးစိမ့်လဲဆိုတဲ့အမျိုးသမီးရဲ့အဖေကခုပဲမှလည်းတမီးရဲ့အာယုံနဲ့မှဘလုံးမပုံဖို့လို့မရအောင်ဖြစ်နေလို့ ိမ့်လက်ဆုံးပြီးသူလည်းဒီရွာကနေထွက်သွားတာသမီးရဲ့ဒီအိမ်ကိုတော့မှထိမ့်သိမ့်မဲ့သူမရှိလို့ဦးလေးကိုတိုင်ဥက္ကရာကြီးမှာခွန့်တောင်းပြီးလာလှုပ်ပေးနေရတာပေါ့ဒါလည်းသူတို့သားဖပေါ်မှာကိုချင်းစာလို့ပေါ့သမီးရဲ့အဲ့ဒီဘာနဲ့တွေ့ခွင့်ရမယ်ဆိုသမီးတွေ့ခြင်းနဲ့ တွေ့ဖို့ကံပါလာရင်တွေ့ရမှာပေါ့သမီးရဲ့သမီးကဘာဆက်လုပ်ဖို့စိတ်ကူးလဲသမီးအဲ့နော်မင်္ဂလာဆောင်ပြန်ဆောင်နေ ဒီချိန်ကြီးဘယ်ဟာဖုန်းလာလဲ။အိုးဝဲအောင်စီရ။မာကိစားနဲ့ဒီချိန်ဆက်ရတာလေ။ဟောမြင်ရတယ်ဒီချိန်သူတို့မူးနေကြမှာပေါ့ကွာ။အဲ့ဒါကြောင့်မူးကြောင်ကြောင်နဲ့ဆက်တယ်။ဒါဒီမှာဖုန်းပိတ်လိုက်ပြီအဲ့တော့အဲ့တော့ ြစ်မယ်မိုးခက်ကတော့သူလုတ်ခဲ့တာရဲ့အတွက်သူပြန်ခံရမှာပါရမင်းနဲ့အိမ်စီကတဖတ်တယ်ပါပဲကိစ္စရဲ့အားလုံးပြီးသွားမှာပဲရမင်းတို့အမြဝေပြီးတော့မနော် ေးကြတယ်ဟဲ့အောင်ကြီးငါနဲ့အင်စီကတော့ရှစ်ယောက်ဘလို့မဆင်ပြေတော့မှမထင်ဘူးဒီရွာကိုလာမိတာကငါမှားတာမဆိုင်ဘူးလေကွာမင်းဒီရွာကိုလာတယ်ဆိုတာမင်းတွေ့ကြအောင်လေမှန်တယ်ဒါပေမဲ့ဒီရွာရောက်ကလေးကအစီဘာဖြစ်နေလဲဆိုတော့မင်းတွေ့ရတာနဲ့သူဘာလုပ်နေလဲဆိုတော့ဘောငါတို့သိရလို့လားရုပ်တရုပ်တွေရောလူဝင်စားဆိုလားဘာမှမသိတော့ဘောအေးအစတော့တစ်ခုကတော့ငါ့ဖော်ဘလို့ဆက်ဆံလဲဆိုတော့မင်းသိရတာနဲ့ သူ့မှာလည်းသူ့အကြောင်းကိစ္စနဲ့သူရှိမှာပဲငါတို့ లై မမီတဲ့ကိစ္စတွေရောမဖြစ်နိုင်ဘူးလားဟာမင်းကလည်းအဲ့လိုလိုက်ပြီးယုံနေပြန်ပြီလားတကယ်အာယုံပဲအဲ့လိုလည်းမဟုတ်ဘူးလေကွာမင်းပြောရခက်လိုက်တာအေးငါသာမင်းရယ်နဲ့ပေါင်းရဖို့ဆိုရင်အဲ့လိုကိစ္စတွေယုံသိယုံထားရင်ယုံမိမှာပဲ တာဟုတ်ဘူးတော့ကမ်းလားအင်းစီကဘလို့ဖြစ်ပြီးပါသွားတယ်ဟာပဲစီတော့အောင်မှာလေကွာငါလည်းမသိဘူးလေကွာမျိုးဝော်ထီသွားတာဖြစ်နိုင်တာပဲလာလာလိုက်မယ်ဟာဟာဟဲ့ဟဲ့မင်းဆိုင်ကနှိုးလို့မရတော့ဆိုင်ကစီပုံဝိုက်ထင်တယ်ဟာမင်းရလေကွာရေးရအကြောင်းဆိုစီလေးပါလေးဖြည့်တာပေါ့ ော်ဆိုင်ငယ်စီပြေးဖို့ကငါအကြီးပဲကားသွားပြင်တာဆိုဟုတ်တယ်လေဟိုမြို့ပေါ်ထီအောင်သွားပြင်ရတာအားထားလိုက်ပါဟိုကောင်မလေးကဘာဖြစ်လို့ရှင်ကောင်းမှာပါသွားရတာလဲဟိုအဲ့ဒါ သူတဲ့မြို့ပေါ်မှာပစ္စည်းဝယ်စရာရှိတယ်ဆိုလို့အဲ့လမ်းကြုံလို့ခေါ်သွားပေးလိုက်တာ။အော်အဲ့ဒီကောင်မလေးမြို့ပေါ်တက်ပြီးပစ္စည်းဝယ်ကျင်တာကိုရှင်ကကြိုသိလို့လိုက်ပို့ပေးရတာပေါ့။အဲ့လိုလည်းမဟုတ်ပါဘူး။ကိဒီမိဘတွေလျှောက်ပြောနေတာလေ။ငါဧည့်သည်ကိုကူညီပေးနေတာ။ကိုမိုးကျော်ရှင်เจ้าကိုကျမမသိဘူးမျက်မှတ်နေလား။ ကျမကရှစ်ကိုရအောင်ယူထားတဲ့သူနော်ရှင်အဲ့ကောင်မလေးနာကတ်နေတာကိုမသိဘူးမထင်နဲ့ကီဒီမင်းပောက်ခရရီမှာပြောနေမင်းရအောင်ကျမဘာဖြစ်နေလို့လဲမင်းတို့ဘာဖြစ်နေလဲဟွန်းမင်းလည်းတနေ့တနေ့အပြင်းသာထွက်နေကို့မင်္ဂလာဆောင်ရှိရဆိုလဲတတိထောင်းမင်း ဘာလို့ကျွန်တော်ကိုလှည့်လာတာလဲမင်္ဂလာဆောင်ကိစ္စလဲမေတို့ပဲစီစဉ်နေရလေမေတို့မြင်မြန်စီစဉ်မြင်မြန်ယူမယ်မစီစဉ်မင်းမယူဦးမယ်စိတ်ရှုပ်လာပြီအားမလည်းမလုပ်ဘူးနဲ့ လဲညှော်လင်းတဲ့သူမဟုတ်လို့စိတ်ပြက်သွားတာလားဘာအိဗယ်နဲ့ပြောမှမသိပေမဲ့ကို့မိရွေလောင်နေစကားမများချင်အန်ဒီအန်ဒီလဲကျမကိုကြည့်မရအောင်မလားခုကဘာကိစ္စလဲမင်းကငယ်သေးတယ်ရုပ်ကလေးကလည်းလှတယ်အဲ့လောက်နဲ့တင်မင်းကိုစိတ်ဝင်စားနိုင်မယ့်ယောက်ျားကြီးပေါ်မှာပါအသက်ကြီးကြီးအိမ်အောင်ရှိတဲ့ယောက်ျားကြီးကို ညှူဆွေးနေကြမလို့ပါဘူးအန်နီဘာလို့ပြောချင်တာလဲကျမဘယ်သူမှညှူဆွေးမနေဘူးနော်ကိုဘသာကို AC ပဲနေတာဟုတ်လားဒါဆိုလည်းငါရှင်းရှင်းပဲပြောမယ်ငါ့ယောက်ျားနာကိုမကက်နဲ့တဲ့ပြောတာနော်ဟုတ်ပြီလားအန်ဒီကကြောက်နေရပဲကျမဦးမွကျော်နဲ့စကားကြီးပြောပြပါတယ်ဝါပြောတယ် သူချစ်သူဆုံးသွားလို့တဲ့အန်နီနဲ့ယူလိုက်ရရတယ်။အန်နီလည်းသူများကြီးစားကိုယူရပါမလား။နင်အန်နီကျမကတခုလောက်ဖို့စဉ်းစားနေဆိုရင်တော့မေ့လိုက်နော်။ကျမကသူများချင်းချောက်တိုင်းကြောက်တက်တဲ့တယ်မှာတော့မပါဘူး။အဲ့လိုမျိုးကတချို့လူပဲလုပ်လို့ရမယ်။အေးပါ။နင်လည်းကြက်ကြက်သတိထားနေ။ငါဘဝမှာဘသူ့ကိုမှကြောက်တယ်ဆိုတာမရှိဘူး။နားလေလား။ ဲ့မျိုးသမီးနဲ့ဒေါ်ကီတီနဲ့ဟာဘယ်လိုပတ်သက်နေရလဲဟိုလိုကြီးပတ်သက်တာတော့မဟုတ်ပါဘူးဒါပေမဲ့အင်္ဂါလူနာကိုကန့်နေလို့မှတ်လောက်သားလောက်အောင်တခုလှုပ်ချင်လို့ပါတခါတလေကြာရင်ကိုကလှုပ်ချင်ပြီမယ်တစ်ဖက်လူကကံမြင့်ကံတက်နေလို့ရှိရင် ကိုလှုပ်လိုက်တဲ့မြကိုစီပြန်ထိတယ်ဆိုတာတော့မှတ်ထားသင့်တယ်အဲ့လိုမဖြစ်အောင်လို့ဆရာစီကိုလာတာဗောဆရာရဲ့ကျုံနိုင်တဲ့လောက်လှုပ်ပြီးလိုက်ပါမယ်ဒေါကီတီကသာကျုံမှားတာတွေအကုန်လိုက်လို့မမေ့ပါနဲ့ဟုတ်ကဲ့ပါဆရာ တာလဲအကိုခုနကပဲရောက်လာတာမြို့မို့မြို့မို့ဖျားသွားရဆိုလို့လိုက်လာခဲ့လိုက်တာအနေအကိုမြို့မို့တခုလောက်နေရရရှိလို့မြို့မို့တကယ်ပဲမင်းနဲ့ထက်နာကိုနှိမ့်ဆက်စေချင်တာလားဘာလို့လိုမရလဲအကိုအကိုမအဲ့လိုစိတ်မျိုးမရှိဘူးလားဒီလိုပါပဲ

အာအခုတကယ်ပြောနေရတော့မျိုးမဟုတ်ညီမတကယ်ချစ်တာမျိုးမဟုတ်ဘဲနဲ့တခြားချင်းတွေတခုကြောင့်ဆိုရင်တော့အဲ့လိုမပြောပါနဲ့အခုအဲ့လိုမျိုးမဟုတ်ဘူးမျိုးမဟုတ်ဘူးမလိုပါနဲ့အခုတခြားပြန်စဉ်းစားပါအောင်အခုဒီပြောနေရမျိုးမဟုတ်တကယ်ပြောနေရတာ နဲ့တွေ့သေးလားအယုံလာသွားလို့လေညီမရောတော်မောနဲ့ချိန်နေဘူးလေဘာလို့မရလဲမမအင်စင်းနဲ့တော်မောနဲ့ကအခုနောက်ပိုင်းဆင်းပြေးရည်များလာတော့ညမိုးပုံများစိတ်ရိုက်နေသလားလို့ပါပြီးတော့ဆက်ပြောလေမမမိုးခတ်ဆိုတဲ့တယောက်ကလည်းလေ အခုမှပါအိမ်စီကိုခဏခဏမေးနေရမမအောင်တော့သူနဲ့ယူမဲ့သူဆိုတာသတိရသေးရဲ့လားမသိဘူးမမရောသူနဲ့တကယ်လက်ထချင်လို့လားဟွန်းအင်းဖေးကြောင့်ဒီကိစ္စကိုလက်ခံခဲ့ရဲဆိုတာမြမိုးလည်းသိရကြတယ်မမမေးရအောင်ပဲဖြေစမ်းပါအောင်မမမေးရအောင်တော့ဖြေစမ်းပါညမမရင်ခေါ်ရတဲ့တို့ရှိပါတယ်တလောက်ပါပဲ ာတော်မွန်များလားကိုတော်မွန်ချစ်တာမဟဲ့စီလေမမလည်းသိရတာနဲ့ င်ထဲမှာဘယ်သူမှမရှိကြဘူးလား မီးအမရဲ့အနာကကောင်းစားဖို့အတွက်ပါဟိုဂျာကိစ္စရယ်ဖြည့်ရှင်းပြီးလားဖြည့်တာပေါ့ကွာအနာကဆိုတာကြိုးမမြင်နိုင်ပါဘူးလေးစောရယ်ကိုမိုးခတ်ကိုယူလာရင်မမတက်တက်လုံးစိတ်ချမ်းသာရမယ်လို့ဦးလေးစောကထင်လို့လားမင်းကိုလည်းမေးပေးရစီဟိုဒုက္ခဆိုတဲ့ကောင်နဲ့မင်းတို့ဘာတွေကြံစီနေသလဲပြော့ ရှင်ကျမဘက်ကိုလှည့်မလာနဲ့ကျမမိသားစုအတွက်လှုပ်သိမ့်လှုပ်ထိုက်တာကိုလှုပ်တာရှင်ရောဘာလှုပ်နေလဲကိုသားမင်္ဂလာဆောင်ကိစ္စရှိရတော့မစိတ်မဝင်စားဘူးဟွဟိုကောင်မလေးကြောင့်ဆိုတိရနော်ဦးလေးစောနဲ့ဟိုကနေတို့တိုင်ပင်နေကြရတယ်နောက်တစ်ပတ်တည်းမင်္ဂလာဆောင်စီစဉ်ဖြစ်တယ်တဲ့